မင်္ဂလာပါရှင်2025ခုနှစ်မေလ14ရက်နေ့ရဲ့ညခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့အမှုမှုပါရှင်။စကိုင်းမှာစာတင်ချောင်းကိုစစ်တပ်ဒေချောင်းတိုက်ခိုက်တဲ့ပြင်ကလေးများတေဆုံမှုအပေါ်ကုလအတွင်းရေးမှုချုပ်ကစိုးရိမ်ပြီးအကြမ်းဖက်မှုကိုရှုတ်ချလိုက်ပါတယ်။ကျိုးပင်ကောင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံနယ်ရင်းကိုပစ်ခတ်ရှင်းလင်းလိုက်ပါတယ်ရှင်။ CNN နဲ့တပ်ဖွဲ့စီကကြီးစံခိုးယောင်းခဲ့တဲ့ UWSA တပ်သားတယောက်ကိုတေတန်းချမှတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာနေဆက်သည့်စစ်ကောင်စီရဲ့ခမရ24တာလဲဖြူဝါစစ်ကံကို KNL ပူးပေါင်းတပ်ဖွဲ့ကတိမ့်ပိုင်လိုက်ကစစ်သားအလောင်း10လောင်းပြရှိလိုက်ပါတယ်။တီရဂူနဲ့ရီယတူလောက်ရကြောင်းဗုဒ္ဓဘာသာကိုအစွန်းရောက်စစ်သွေးကြအဖွဲလို့မြင်လာတယ်လို့တန်ခါသမဂါကပြောပါတယ်ရှင်။ဒီသတင်းနဲ့တူဒီကနေ့ညခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းမှာစာတင်ချောင်းကိုစစ်တပ်ကလေချောင်းတိုက်ခတ်တဲ့ပြည် ကလေးများတည်ဆုံမှုပေါ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုကူဂျာရက်ကဆိုရင်ကြောင့်ထုတ်ဖော်ပြောဆိုလိုက်ပြီးအကြမ်းဖက်မှုကိုရှုတ်ချကြောင်းကုလသမဂ္ဂကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။မေလ12ရက်နေ့စကိုင်းတိုင်းတပည်မြို့နယ်မှာရှိတဲ့စာတင်ကျောင်းကိုစစ်တပ်ကနေရင်နဲ့ဘုံကျဲခဲ့ပြီးကျောင်းသားကျောင်းသူကလေးငယ်22ဦးနဲ့ဆရာမ2ဦးစုစုပေါင်း24ဦးတည်ဆုံခဲ့တာပါ။ငလင်လောက်ခတ်မှုခံခဲ့ရတဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကစာတင်ကျောင်းတစ်ခုကို မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအပေါ်အထွေထွေအတွင်းရေးမှုချုပ်ကစိုးရိမ်မိကြောင်းနဲ့အခုလိုလေကြောင်းတိုက်ခိုက်မှုကြောင့်ခလီးငယ်တွေတေဆုံးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။မြင်းကလင်ကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများအဆင်ပြေချောမွေ့စေဖို့မြန်မာစစ်တပ်ကအပြစ်ခတ်ရက်စဲရေးကိုမေလ31ရက်နေ့အထိသက်တမ်းတိုးတယ်လို့ကြေညာထားပေမဲ့ဒီလိုဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။လက်နက်ကင်ပြပခဖြစ်နေချိန်မှာစာတင်ကြောင်းတွေကို အကာအကွယ်ပေးရမှာဖြစ်ပြီးဘုံမကျဲပဲ ကလေးများကိုစာတင်ဖို့စာတင်ကြောင်းတွေကလုံခြုံမှုရှိရပါတယ်။အထွေထွေအတွင်းရေးမှုချုပ်ကအကြမ်းဖက်မှုပုံစံအားလုံးကိုရှုတ်ချပြီးအပြည့်ပြည့်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေအရအရက်သားတွေကို ကာကွယ်ရေးကအဓိကစံတန်ဖိုးဖြစ်တယ်ဆိုတာကိုထပ်မံအတည်ပြုပါတယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်ကပြောပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအငြင်းတန်းသက်အမတ်ကြီးဦးကျော်မိုးထွန်းကလည်းဂျပန်ရင်းမြို့နယ်မှာစာတင်ကြောင်းကိုစစ်တပ်က လေချောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်များနဲ့ဆီယာမများတေဆုံးမှုအပေါ်ကိုတက်တည်အထောက်အထားဓာတ်ပုံတင်တဲ့တကားကုလသမဂ္ဂအထွေထွေအထွေရမှုချုပ်ထံကိုတင်ပြလိုက်ပြီးကုလသမဂ္ဂဆိုင်ရာအစည်းအဝေးများမှာလည်းတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းတာယာဝရီခရိုင်ဂျိုးမင်ကောင်းမြို့နယ်မြို့တွင်အုပ်စု အလဲကုန်းကြီးွာနှဲမြေအကျန်းဖတ်ရေစကန်က နေထိုင်ချစ်သူမန်ဟင်းကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့မြေအောက်ပြောက်ကြားတပ်ဖွဲ့အုတ်ခိုတာဝန်ရှိသူတွေကပြောပါတယ်။အကြမ်းဖက်ရဲစခန်းကတပွင့်နဲ့နေထိုင်ချစ်သူမန်ဟင်းကိုမေလ23ရက်နေ့မနက်10:00နာရီခန့်မှာဂျိုးပင်ကောင်မြို့ဘက်ကအရွက်ဝင်းနဲ့ဆိုင်ကယ်စီးလာခြင်းတာယာဝရီခိုင်တက်ရင်383ရက်နေ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုတ်ခိုရဲဘော်တွေကစောက်ကြိုတိုက်ခိုက်ခဲ့တာပါ။စောက်ကြိုပြစ်ခတ်စဉ်အနီးနားကနေအိမ်ထဲကို ဝင်ပြေးခဲ့တဲ့အတွက်တော်လန်ရေးရဲဘော်တွေကအိမ်ထဲဝင်ရောက်ကတနက်တစ်ချက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ပြောပါရယ်အမ်ယူလက်တန်းရောက်လာပြီးရေခွဲရုံကိုတည်တယ်ရရှိတဲ့စကားပြောစက်ခါနေမြို့မရဲစခန်းမှုရဲ့အတန်နဲ့အသားဖြူဖြူအယက်မြင့်တွေ့ရအကုန်ဖမ်းဆိုပြီးအမိတ်ပေးတန်ကြားတယ်လို့မြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ခုရဲ့တာဝန်ရှိသူတွေကပြောပါတယ်။ဂျန်သူနယ်ထိန်းတံက G3 G20 စကားပြောစက်တစ်လုံး ဆိုင်ကယ်တစ်စီးငွေသား600ကျပ်လိုကိုသိမ်းဆီးရရှိခဲ့ပါတယ်။အဲ့ဒီအကြမ်းဖက်နယ်ဒိန်းဟာပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးတာဆိုင်ကယ်ဖမ်းဆီးစဉ်ရက်မပေးလို့ဆိုကအရက်သား2ဦးကိုအကြမ်းဖက်စစ်သားများနဲ့အတူပြစ်တက်ခဲ့ဘူးတယ်လို့မြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ချုပ်ကအသိပေးပြောဆိုထားပါတယ်။ဒါ့အပြင်ရှင်းလင်းခံရတဲ့နယ်ထိန်းကအဓမ္မစစ်သားစုဆောင်ရေးအဖြစ်နဲ့လူငယ်ရီကိုပေါ်တာဆွဲတာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့တော်လှန်ရေးရဲဘော်တွေရဲ့တည်င်းတွေကိုလိုက်လံစုံစမ်းတာ ူလူထံမှချင်းချောင်းငွေတောင်းတာတွေကိုလောက်ဆောင်နေသူလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးဝထိုင်းချုပ်ဒေတာက TNNC ကြီးစံခိုးယောင်ခဲ့တဲ့ UWSA တပ်သားတယောက်ကိုဒီနေ့မေလ14ရက်နေ့မှာတည်တံချမှတ်ခဲ့ကြောင်းဒေတာခံတွေစီကသိရပါတယ်။ကြီးစံခိုးယောင်တာကဝထပ်ဖွဲ့ဝင်မှာကယ်ရီကအရက်သားပါ။တည်တံကတယောက်သေးပါ။ဒီနေ့တည်တံချတာပါလို့ဒေတာအမျိုးသားတယောက်ကပြောပါတယ်။ကြည်တော့80ပါကြည်တက်တာ40ကို ပြီးခဲ့တဲ့ 2024မတ်လကခူးယူခဲ့တာဖြစ်ပြီးကယ်ရီတည်ဆောင်သူတယောက်နဲ့ TNA တပ်ဖွဲ့စီကိုရောင်းချခဲ့တာလို့ဆိုပါတယ်ဒီလိုလှုပ်ရင်အခုလိုခံရမယ်ဆိုတာတိတိယနဲ့လှုပ်တာကကျွလွန်သူနဲ့ဆိုင်သွားပြီးဝါပြည်မှာနေရင်ဒီလိုဥပဒေရှိတယ်ဆိုတာရှေ့မှာတာရကတွေအများကြီးလို့နောက်ထပ်ဒေတာကန်တယောက်ကလည်းပြောပါတယ်စုစုပေါင်းကြည်တော့၃၂၀၀တောက်ကိုခိုးယူရောင်းချခဲ့တာဖြစ်ပြီးအဲ့ဒီထဲကမှာ တစ်ထောင်တောက်ကို ကိုယ်တိုင်သုံးလိုက်ကကြည်စံစုစုပေါင်းရောင်းရငွေ၃တောက်တစ်ထောင်တောက်ကိုတစ်ထောက်15ရွှေနှုန်းနဲ့စုစုပေါင်းတရုတ်ငွေ၄သိန်း6တောင်း5ထောင်ရွှေဖြစ်တယ်လို့တရားစီရင်နေတဲ့မှတ်တမ်းဗီဒီယိုဖိုင်မှာပြောထားပါတယ်။ဒီလိုဖြစ်စဉ်ဟာဝါရဲ့အခြေခံဥပဒေကိုစန့်ကျင်နေတာတိတာထင်ရှားနေတာကြောင့်တည်ရန်ပါလို့လည်းပြောပါတယ်။ဒေတာကန်တချို့ကတော့တရုတ်ဘက်ကဖိအားကြောင့် TNN တပ်ဖွဲ့တွေစီ တီမောင်ကိုရောင်းချသူတွေကိုရုံထုံးစစ်ဆေးပြီးပြင်းပြင်းထန်ထန်အရေးယူနေပြီလို့ရှုမြင်ထောင်းလဲပြောပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်ရင်ပြည်နယ်လိုက်ပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့တားလဲပြူဟာစစ်စခန်းကို KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကအပိသက်တင်ပတ်ရရှိခဲ့ကြောင်း KNU သတင်းအရင်းမြစ်တွေရဲ့ပြောဆိုချက်နဲ့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါရယ်။မေလာ၁၀ရက်နေ့နနက်အစောပိုင်းကစပြီးပြည်ရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် KMU တမဟာခုနှင်းမြေအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ24တက်ရင်ရဲ့တာလဲပြူပါစစ်ကောင်ကို KNL ပူပေါင်းတပ်ဖွဲ့တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ကလည်းစခန်းမကျရေးအတွက်တိုက်လေရင်နေတဲ့တခြားလုံးခုခံခဲ့ကြောင်းမေလ23ရက်နေ့ညနေ6:30မိနစ်ဝန်းကျင်အချိန်မှာအဲ့ဒီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းလည်းသိရပါဗျ။စခန်းကတော့ရသွားပြီးစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုနဲ့လက်နက်ခဏ်ရန်သိမ်းဆည်းရရှိမှုအခြေအနေတော့ မတိရသေးပါဘူးဖက်ပြေးသွားတဲ့လူတွေလည်းရှိပါတယ်ဒီစခန်းကအရေးပါတဲ့ဘူဟာစစ်စခန်းကြီးဖြစ်တယ်လို့ KNU သတင်းရင်းမြစ်ကပြောဆိုပါတယ်အကြမ်းဖက်စစ်တပ်ရဲ့တာလဲဘူဟာစစ်စခန်းကိုတိမ့်ပတ်အရာမှစစ်သားအလောင်း၁၀လောင်းရရှိထားပြီးစစ်သား၂၀ကျော်ထိုင်းဘတ်ချံကိုထွက်ပြေးသွားကြောင်း KNU စီရန်စီရေးသတင်းရင်းမြစ်ကပြောပါတယ်ရှင်အဲ့ဒီတိုက်ပွဲတွေမေလ17ရက်နေ့နဲ့မေလ12ရက်နေ့တို့မှာစစ်တပ်ကလေကြောင်းကနေပုံကျဲမှုကြောင့်တာလဲ စစ်တပ်စခန်းအနီးကျေးရွာနေအိမ်၁၀လုံးကျော်မိလောင်ပျက်စီးခဲ့ပြီးပြည်သူ၁၂၀ကျော်ထိုင်းနိုင်ငံမဲလကျေးရွာဘက်ကိုထွက်ပြေးတင်းရှောင်နေရကြောင်းလည်းသိရပါဗျ။မေ၉ရက်နေ့မှာအကြံဖတ်စစ်ကောင်စီရဲ့တခေါ်ပြီးခွေးစခန်းကို KNL PF ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းခိုက်ပြီးတဲ့နောက်မှာမေလ၁၃ရက်နေ့မှာတာလဲပြူဟာစစ်ကောင်ကြီးကိုထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်ရကြပိုင်တွင် စစ်တပ်စခန်းတွေကို KNL တပ်မဟာခွန်တပ်တွေကဆက်လက်တိုက်ခိုက်သိမ်းပိုက်နေခြင်းလည်းဖြစ်ပါတယ်။ KNU ကမတ်လဧပြီလနဲ့ယခုမေလမှာ KNU တက်မဟာခုံနှဲမြေအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ကူလူတူခလဲတဲ့တခေါ်ပီးခွေမော်ဖာတူစခန်းတာလက်စခန်းတွေကိုဆက်သိမ်းယူနိုင်ပြီးထိုင်းမြန်မာနယ်စပ်လက်ကျန်စခန်းဖြစ်တဲ့မော်ဖိုးကေမေလနဲ့နော်တီယာစခန်းတွေကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်ရန်လာကြန့်ရှိတော်ကြောင့်ခရင်စစ်ရေးတရေရင်မြစ်ကရှင်းပြပါရခြင်း နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဥညာနေဒရာဥစေကိန်းထားနဲ့ဥဝီရသူတို့ကအာနာသိန်းစစ်ကောင်စီ အကြမ်းဖက်လုပ်ရက်တွေကိုတားမြစ်ရမယ်အစားမြောက်ပြင်ပင်းနေ၍ဗုဒ္ဓဘာသာကိုရက်ဆက်ကြမ်းကြုတ်တဲ့အစွန်းရောက်စစ်သွေးကြွအဖွဲလို့မြင်လာကြတယ်လို့ငိန်ချမ်းရေးတန်ခါတမကအဖွဲကပြောဆိုပါတယ်ငိန်ချမ်းရေးတန်ခါတမကအဖွဲမှာဥညာနေဒရာဥစေကိန်းထားနဲ့ဥဝီရသူတို့ရဲ့လောက်ရက်တွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်တဲ့ထုတ်ပြန်ချက်တစ်ခုကို မနေ့ကမေလ23ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဦးဆောင်နဲ့စစ်ကောင်စီရဲ့လှုပ်ရကြစကိုင်းတိုင်းနဲ့ရခိုင်ပြည်အတွင်းမှာအစုလိုက်အပြုံလိုက်တည်ဆုံခဲ့ရတဲ့အရက်သားပြည်သူတွေရဲ့တည်ဆုံခဲ့ရမှုချစ်စင်အပေါ်ကိုငင်းချမ်းရေးတန်ခါတမကအဖွဲ့ကပြောဆိုခြင်းဖြစ်ပါတယ်မင်းအောင်လှိုင်ဦးဆောင်နဲ့စစ်ကောင်စီအဖွဲ့ကကိုးကွယ်တဲ့တီရပူစေရတော့ဦးစေကိန်းနဲ့ဦးဝီရသူစတဲ့ဗုဒ္ဓဘာသာခေါင်းဆောင်တွေကိုယ်တိုင်က အကြက်ဖတ်တောင်းချတဲ့လောက်ရက်ကိုတားမြစ်ရမယ်အစားမြောက်ပင့်ပေးနေတော့ဗုဒ္ဓဘာသာကိုရက်ဆက်ကြမ်းကြုတ်တဲ့အကြက်ဖတ်တောင်းချန်သူအစွန်ရောက်စစ်သွေးကြောအဖွဲလို့မြင်လာကြပြောလာကြတာကိုနာစီယာမရှိဘူးလို့ငိန်ချရေးတမကအဖွဲကဆိုပါတယ်မင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကောင်စီအဖွဲကိုကဘာကျော် ISIS တို့လို့ဗုဒ္ဓဘာသာရဲ့အလွန်ရက်ဆက်ကြမ်းကြုတ်တဲ့အကြက်ဖတ်တောင်းချန်သူအစွန်ရောက်စစ်သွေးကြောအဖွဲလို့ပြောနေကြပြီလို့ငိန်ချရေးတန်ခါတမကအဖွဲက ထုတ်ပြန်ပြောဆိုပါတယ်။အခုဆိုရင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်အဖွဲ့ကြောင့်ဗုဒ္ဓဘာသာနဲ့ရက်ဆက်ကြံကြုတ်တဲ့အကြမ်းဖက်တောင်းကျမ်းသူအစွန်းရောက်စစ်သွေးကြောအပွဲဖြစ်နေပါပြီလို့လည်းပြောပါတယ်။အပြစ်မဲ့ပြည်သူတွေအပေါ်ကိုမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီအဖွဲ့ကရက်ဆက်ကြံကြုတ်အကျဉ်းသားတရားကင်းမဲ့ခြင်းအနာညတာမှုခေါင်းမာခြင်းကိုကျင်းစာတရားမရှိတဲ့အပြင်အလွန်တရာဆက်ဆုပ်ယူဆရာစရာကောင်းတဲ့ ဘုံကျဲတက်ဖြတ်အောက်တန်းကြတဲ့လှုပ်ရက်ကိုမရှက်မကြောက်ထက်တလဲလဲကျူးလို့နေကြောင်းလဲငိမ့်ချမ်းရင်တန်ခသမကအဖွဲက ထုတ်ပြန်ပြောဆိုထားပါတယ်ရှင်ဒီကနေ့ညခင်ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြတမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအများဆုံးပြုမြောက်ကြပါစေရှင်